ရပ္ပဇာနောမန်ဆိုသူကအုံနောက်နဲ့အာယုံကျော်အထူးပြုသူတွေတည်တယောက်ပါလူသားတွေကအုံနောက်ရဲ့ဆရာကိုင်းနှုံးကိုသာအသုံးပြုနိုင်ကြတယ်လို့နောမန်ကထုတ်ဖော်ပြောဆိုခဲ့ဆရာကိုင်းနှုံးဆိုတာတိတ်များတဲ့ပမာဏတော့မဟုတ်ပေမဲ့ဒီပမာဏနဲ့ပဲကျွန်တော်တို့ကလက်ကဘာပေါ်ဒီခြေချနိုင်ခဲ့ကြတယ်တတုံးတတုံးကိုပုတ်ပြီးမိရှာရတဲ့ခေတ်ကနေတကဘာလုံးထိထိန်လင်းအောင်လှုပ်ဆောင်နိုင်ခဲ့ကြတယ်တရှိတတဝါတွေထဲမှာတော့လပိုင်းဆိုတဲ့မျိုးစိကအုံနောက်ကိုနဲ့ဆရာကိုင်းနှုံးထိတုံချနိုင်ကြတယ်လို့ဆိုတယ်အားကြောင့်လည်းသူတို့ချင်းချင်းဆက်သွယ်တဲ့အခါမှာရေတွေကနေအတန်လိုင်းနဲ့လွင့်ပြီးတော့ဆက်သွယ်နိုင်ကြတယ်တကယ်လို့လူသားတွေသာနဲ့ဆရာကိုင်းနှုံးလောက်ပို့တုံချနိုင်မယ်ဆိုရင်ခုခဏကိုကိုလူသလိုထိန်ချုပ် ွန်နိုင်လေးမယ်လို့နော်မန်ကကောက်ချက်ချခဲ့ပူပါရယ်ရှင်မဆိုသူကမိဘတွေနဲ့ခွဲပြီးထိုင်ဝမ်မှာတယောက်တည်းចောင်းလာတတ်တဲ့ចောင်းသူလေးတယောက်ပါတနေ့မှာရှင်မကိုကြီးစားဖြစ်သူကလိန်လေပြီးတထေကြီးတူဦးစီကိုတတတာလေးတလုံးသွားပို့ခိုင်းတယ်ရှင်မလည်းဘလို့မှညင်မရတော့ကြီးစားဖြစ်သူပြောတဲ့အတိုင်းပဲတတကိုဟိုတယ်တစ်ခုစီသွားပို့ပေးရတယ်တချင်းဆိုသူတို့ပြမဆောင်နေတဲ့ကြီးစားဖြစ်သူပြတ်သက်ခံလန်းရပြီးရှင်မကိုတရုတ်တိုက်လာရောက်ဖမ်းခေါ်သွားတယ်အပေါ်ရမှာတရုတ်တွေမဟုတ်ပဲကိုရီးယားလူတွေပြောနေတော့ကကြီးကောင်နေမှထပ်သေးလိုက်ရတယ်ဂူလေးတင်လူတက်လာတဲ့ခေါင်းဆောင်လူလူကောင်ထွက်လာပြီးရှင်မကိုကိုရီးယားလူတွေလာပြောတယ်ရှင်မလည်းဘာမှသိနားမလဲပါဘူးတတထဲမှာလည်းဘာဘာမှန်းမှန်းမသိပေမဲ့ ရှီမားတယောက်တည်းကိုပဲဖွင့်ကိုင်းပြီးသူတို့ကတော့ -10 လောက်กว่ามาตั้วနေကြတယ်ရှီမားလေးချက်ချောင်းနဲ့ဖွင့်ကြည့်လိုက်တာအထဲမှာအပြည့်အောင်ဆေးတို့လေးလီတို့ကိုတွေ့ရတယ်ဒီဆေးတို့တွေကတော့ဈေးကောင်းကြီးလို့ခေါ်တဲ့အစင်းမြန်တိုင်းမြေဆေးတစ်ခုဖြစ်ပါတယ်လမ်းမီကရှူရှိုက်သမားတယောက်ခေါ်လာပြီးဈေးကောင်းကြီးတစ်ချိုက်လောက်ရှူခိုင်းစေတယ်ဈေးကောင်းကြီးစွမ်းနဲ့တွေ့သွားတဲ့ရှူရှိုက်သမားလေးချက်ချင်းဆွတ်တလို့ကော့ပြန်လန်သွားပြီးအသေးစိတ်ချက်ချင်းကင်းမဲ့သွားတယ်ဒါဟုတ်ခေါင်းဆောင်ကြီးကသူရှီမားဈေးလာကြောင်းနေလို့ဆိုပြီးတနတ်နဲ့ပြတ်သက်ပြစ်လိုက်ပြီးအဲဒီနောက်ရှီမားကိုသူတို့အတွက်လက်တစ်ခုလုပ်ပေးရမယ်လို့ဆိုတယ်တပည့်ဆွေဆွေနဲ့တကွာတစ်ချက်အထူးကန်လိုက်ရပြီးရှီမားလေးနှစ်ကဘာလောက်မိမျိုးသွားတယ်ကျန်နိုးလာတော့ရှီမားလေးပိုက်ထိုင်းလာကျင်းနေလို့ဆိုပြီးပြန်ကြည့်လိုက် က်တာလက်လက်ဆက်ဆက်ခွဲစိတ်ထားတဲ့ဒဏ်ရာတစ်ခုကိုတွေ့ရတယ်။အဒီနောက်အင်္ဂလိပ်ရှားဝင်တူရောက်ရှိလာပြီးရှင်မရဲ့ဘိုက်ထဲမှာဂရန်900အလေးချိန်ရှိတဲ့စီကောင်းကြီးသထုတ်ထည့်ထားကြောင်းရှင်းပြတယ်။စေတို့တွေကိုဘိုက်ထဲထည့်ပြီးရှင်မကိုတခြားနိုင်ငံစီကူတန်းစီမှာဖြစ်ပါတယ်။ဒါနောက်ကျတော့ရှင်မလှုပ်ပဲဘိုက်ထဲမှာစေတို့ထည့်ထားတဲ့လူ3ဦးထပ်မံရောက်ရှိလာတယ်။သူတို့ကလည်းရှင်မလှုပ်ပဲနိုင်ငံအခြားရက်ကိုပို့ဆောင်ခံရမှာဖြစ်ပါတယ်။ဒီလိုနဲ့လီယောင်လုံးကိုအဝေးတစ်ခုနဲ့အုပ်ပြီးတယောက်တနည်းအားစီပို့ဆောင်လိုက်ကြတယ်။ဒီလိုနဲ့ရှင်မလည်းကိုရီးယားလေးစီကနေတရုတ်တစီထပ်မံရောက်ရှိသွားတယ်။ရောက်ချင်းမဲ့အဆောင်တရုတ်ကောင်နဲ့ရန်သွားဖြစ်ပြီးလို့တရုတ်ကဘိုက်ပေါက်အောင်မှာပိတ်ကန်သွားတယ်။ဘိုက်မှာခွဲစိတ်တင်ရပါရှင်နေလေတော့ ော့ရှေမလည်းတင်မလောက်နာကျင်တဲ့ဝေဒနာကိုစတင်ခံစားရပြီ။ဒါပေမဲ့အိတ်တဆူရာကတော့တယောက်ကြီးရဲ့ကံကြောက်ကြောင့်ပိုက်ထဲကဆီကောင်းကြီးရဲ့အိတ်ပေါက်ပြီးထွက်ကျသွားခဲ့ရတယ်။တစ်ချိန်လောက်နဲ့တင်နှစ်ပြည့်ရောက်သွားမဲ့ဆီရီဟာတဝက်နီပါလောက်ရှေမရဲ့ပိုက်ထဲကိုဖိတ်ကြကုန်တယ်။ဆီကောင်းကြီးစားနေလဲချင်းချင်းထားပြလာပြီးရှေမလည်းမျက်နှာချက်တွေပါတက်ကကုန်တယ်။တကယ်တော့ဒီဆေးဟာအုံနာရဲ့အုံချနိုင်စံကိုဖွင့်လှစ်ပေးနိုင်တဲ့ဆေးတမျိုးဖြစ်ပါတယ်။ဆီကောင်းကြီးဒီအလွန်ကြုံသုံးဆမိသွားတဲ့ရှေမဟာအုံနာကို20ရာခိုင်နှုန်းလောက်ထိစတင်အုံချနိုင်လာတယ်။အခုနာကခံစားနေရတဲ့ဘိုက်ကဝေဒနာလဲပျောက်ကင်းသွားပြီးခေါင်းထဲမှာအဆီဂျင်နဲ့တက်စီပြီးပေါ်ထွက်လာတယ်။ရင်စုံသူ့ကိုပန်းချုပ်တရားကနေပါတယ်များ လာပြီးတရုတ်တွေအကုန်လုံးကိုတနက်နေ့ပြတ်တက်လိုက်ပြီအရင်နောက်ချမောင်ရွေးတွေပြေးလာသလိုအစားတွေနေကန်စားပြီးအရင်ငုံစီးရုံကိုသွားဖို့လုပ်တယ်လမ်းမှတွေ့ကြရလူတွေလည်းရှောက်ပြေးကုန်ပြီးတက္ကစီကိုလည်းတနက်ထောက်ပြီးငားလာတယ်အုံနာကို20ရာခိုင်နှုန်းလောက်ပဲတုံချရသေးတဲ့ဆိုပေမဲ့လည်းရှင်မဟာအရာအလုံးကိုသိမြင်နေပြီဖြစ်ပါတယ်လူတွေဘာပြောသလဲဆိုတာကိုအကုန်သိနေပြီးကဘာကြီးလည်းပတ်နေတာကိုတော့ခံစားမိလာပါပြီတိတ်ကဖြစ်ပြက်တွေတွေမကဘဲမအေးပိုက်တိတ်ကထွက်လာတာကအစမမှီသွားကြရတယ်ဒီလိုနဲ့စီးရုံကိုတနက်တလန်နဲ့ရောက်ရှိလာပြီးခွဲစိတ်ဆရာဝန်တွေကိုအရင်ဆုံးလိုက်ရှာတယ်အဒီနာမကြခင်တရားတော်မဲ့လူနာကိုလည်းအခုပဲပြတ်တက်လိုက်ပြီးဘိုက်ထဲကအထုပ်ကိုမမြန်ထုတ်ခိုင်းတယ်စ ဈေးတို့ကိုအောင်မြင်စွာထုတ်နိုင်ခဲ့ရဆိုပေမဲ့လည်းဖိုက်ထဲမှာတဝန်ဒီပါလာဖိတ်ကြထားလာမောအသက်အန္တရာယ်ဆိုရင်နေရတာဖြစ်ပါတယ်။ရှင်မချက်ချင်းဆေးရုံကနေအထုတ်ယူပြီးပြန်ဆင်းလာပြီးသူ့ကိုပိုက်ခွဲခဲ့တဲ့ကကြီးကောင်တွေကိုပြန်သွားရှာကြည့်တယ်။တပိပိနဲ့အုံနောက်ကအခန်းထဲလည်းအကုန်ပွင့်လာပြီးမုံညာလင်းနေတာပေါက်ချင်နေပြီဖြစ်ပါတယ်။ကကြီးကောင်ဆောင်ရင်တချင်းလေးနဲ့ညင်းနေတော့ရှင်မရောက်ရှိလာပြီးလက်ထဲထားဆိုင်ပေးလိုက်ပြီးအခုနောက်ဆေးကောင်ကြီးရေပို့လိုက်တဲ့နေရာတွေကိုခေါင်းထဲဝင်ကြည့်ပြီးဟိုလူတွေကပမာရှိနေလဲလဲသိရှိသွားခဲ့ရတယ်။အချိန်မှာရှင်မရဲ့အုံနောက်ဟာ20ရာခိုင်နှုန်းထက်ကိုပို့ပြီးတော့အထုံးချနိုင်နေပြီဖြစ်ပါတယ်။ရှင်မလည်းအဆောင်ပြင်းအင်အားနဲ့ပေါ်တက်ရှာကြည့်တော့အုံနောက်လှုပ်လှုပ်ပုံနေကြောင်းကြီးတ ာထားတဲ့ Professor Norman ကိုတွေ့ရှိသွားတယ်။အချိန်မှရွှေဘားရဲ့အုံနာဟာ26ရာခိုင်နှုန်းလောက်ထိရောက်နေပြီးမိုးလိုကိုကိုကိုနဲ့မကဘဲနဲ့လက်ရှိပစ္စည်းတွေကိုပါထိချုပ်လာနိုင်ခဲ့တယ်။ချက်ချင်းပဲ Professor ကြီးစီ TV ကနေလမ်းဆက်သွားပြီးသူမှဖြစ်ပြနေတဲ့အရာတွေအကုန်လုံးကိုပြပြလိုက်တယ်။အနောက်ပြန်ဒီလိုချင်း Professor ကြီးနဲ့တေဟိုးတောင်းဆိုလိုက်ပြီးအဆောင်ကနေအပြီးပိုင်ထွက်ခဲ့လိုက်ပြီ။ အိမ်နောက်ရမကြီးအားလောင်းမဲ့ရမညုံဆိုသူစီကိုဆက်သွယ်ပြီးစီကောင်းကြီးရဲ့တေလာမဲ့လူတွေအကြောင်းတင်ပြလိုက်ပြီးအလွန်အန္တရာယ်ရှိတဲ့စီတမျိုးဖြစ်လို့တပတ်နိုင်ငံကဂူလာရှူတွေကလည်းအတူပူပေါင်းမိတဲ့အခန်းတွေကိုဖမ်းဆီးပေးရတယ်။တပတ်မှာရှီမားကလည်းစီကောင်းကြီးရဲ့အကုန်ပြန်သွားယူဖို့တဲ့လေရင်နဲ့ဂျာမနီကိုထွက်ခွာလာတယ်။လေရင်ပေါ်ရောက်တဲ့အချိန်မှာတော့ရှီမားရဲ့အုံနာဟာ40ရာခိုင်နှုန်းလောက်ထိကိုရောက်ရှိနေပြီဖြစ်ပါတယ်။အချိန်မှာပဲစီကောင်းကြီးစွမ်းနေစတဲ့ပြပြချင်းလာပါပြီ။ချာစုလိုက်တာတောင်းချောင်းချွတ်တက်လာပြီးခနာကူကလည်းတဖြည်းဖြည်းအငွေတွေစပြန်လာတယ်။ရေမလဲဒီတိုင်းဆိုရင်အတူပါဖြစ်သွားနိုင်တယ်ဆိုတာကိုသိလို့အစင်းနဲ့ပါလာတဲ့စီကောင်းကြီးတွေထုတ်ပြီးဝါစားပြလိုက်တော့တယ်။စီကောင်းကြီးတွေက ပေါ်မှာဝါစာပြလိုက်မိတဲ့ရှီမားတယောက်ညံလေးနဲ့မကကိုလေးနဲ့ပါပေါက်ထွက်ကုန်တယ်။ဒီလိုနဲ့ပဲရှီမားပြန်နိုးလာတော့ဆေးရုံပေါ်ကိုရောက်ရှိနေပါပြီ။အိမ်မညွန်းတဲ့အဖွဲလည်းရောက်ရှိနေပြီးရှီမားနိုးလာကိုထိုင်ဆောင်နေကြတယ်။ရှီမားနိုးလာတဲ့အချိန်မှာတော့အုံနောက်ရဲ့အုံချနိုင်စွမ်းဟာတဝက်တီတီဖြစ်တဲ့90ရာခိုင်နှုန်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။ရှီမားထွက်လာတော့ရေမညွန်းတဲ့အဖွဲကအယောက်20လောက်တနတ်တီနဲ့ဝိုင်းချိန်ထားကြတယ်။ဒါပေမဲ့ရှီမားလက်ကလေးနဲ့ချောင်းထောက်လိုက်ရုံနဲ့အကုန်လုံးငောက်ခနဲလဲသွားပြီးရေမညွန်းတယောက်တည်းကပဲသူနဲ့အတူခေါ်သွားတယ်။ရှီမားတရားငါဒဏ္ဍာကမောင်းတယ်လို့မောင်းလာလာကိုညံ့ညွန်းလဲချောင်းနဲ့လိုက်စီးရတယ်။တပတ်မှာတော့ဘိုက်ဒေးစေတို့တည်သွားတဲ့ခေါင်းလေးကိုရဲတွေမိသွားလို့ကကြီးကောင် င်းနေလက်တဖွဲ့လုံးလိုက်ချလာတယ်။စေယုံကိုပါဝင်စီးပြလိုက်ပြီးပိုက်တဲကအထုပ်တွေကိုအစိမ်းလိုက်ခွဲပြီးသွားပြန်ယူကြတယ်။အချိန်မှရှေမစေယုံကိုအချိန်မီလေးရောက်ရှိလာပြီးအထုပ်ကိုပြန်လာလူတယ်။တပင်းပင်းနဲ့လေအုံနောက်က60ရာခိုင်နှုန်းလောက်ကိုရောက်ရှိနေပါပြီ။60ရာခိုင်နှုန်းလောက်ရောက်ရှိလာတဲ့အချိန်မှတော့ချင်းရောင်တချင်းတွေကလည်းလူတွေကုန်လေးပေါ်ပြန်ကုန်ကြပြီဖြစ်ပါတယ်။ကာကြီးကောင်းနေလေလှုပ်တာမလှုပ်နိုင်နိုင်မဲနဲ့ရှေမအထုပ်ယူသွားတာကိုအသာကြည့်နေလိုက်ရတယ်။ကာကြီးကောင်းဆောင်ကြီးကလည်းတညူးကနေနှညူးဖြစ်သွားပြီးရှေသမားအင်အားနဲ့ရှေမလောက်ကိုလိုက်တက်ဖို့ကြိုးစားတယ်။အထုပ်တွေအကုန်ရရှိသွားတဲ့ရှေမကလည်း professor နဲ့ချိန်ထားတဲ့နေရာကိုရောက်ရှိလာပြီ။တကယ်တော့ရှေမဟာ professor တွေ့တော့ခဲ့တယ်လို့ မျိုးအုံနာကိုတရားရဂိုင်းနောင်ထီတုံချနိုင်အောင်ကြိုးစားခြင်းတွေရဖြစ်ပါတယ် ။ဒါကြောင့်ရှီမအသက်ဆုံးမိစေကောင်းကြီးတဲ့အကုံလုံးကိုဒုက္ခနာကိုတည်းထက်သင်ဖို့တဲ့သူကိုယ်တိုင်မေးတောင်းဆိုလိုက်ပြီ။အချင်းအပြစ်မမှရှီမကိုအရေးကိုနွားချင်နေတဲ့ကာကြီးကောင်တွေလည်းရောက်ရှိနေပြီဖြစ်ပါတယ်။ Professor လို့လည်းရှီမရဲ့တောင်းဆိုမှုရစေကောင်းကြီးတွေကိုအရေးဖြော်ပြီးခနာကိုတည်းထုတ်တင်ပေးလိုက်ရတယ်။အချင်းဆိုတယ်လို့ရှီမရဲ့အုံနောက်ဟာဆက်ဆက်ရိုင်းရိုင်းနှုံးလောက်ထိထုတ်တတ်သွားပြီးခနာအလင်းတွေလည်းထပ်ပေါက်လာပြန်တယ်။ရှီမဟာဘင်းသားပဝင်းချင်းမှရှိတဲ့လက်စစ်ပစ္စည်းတွေကနေစွမ်းအင်တွေစတင်ဆုပ်ယူဖြစ်တယ်။ဒီစွမ်းအင်တွေကနေပဲရှီမရဲ့အုံနောက်နောက်ဆက်ထမြင့်သွားပြီး60လားကိုကတ်လာခဲ့ပါပြီ။အုံနောက်ကို60ရိုင်းရိုင်းနှုံးသုံးချနိုင်သွားတဲ့ရှီမဟာဘဲချင်းဘဲနေရာကိုမဆိုးတမ်းနိုင်နေပြီဖြစ်ပါ ားတယ်ပထမကဘာစစ်အချိန်တွေကစားလို့ကဘာဦးစားထီလဲရောက်ရှိသွားခဲ့ရတယ်အရှင်နဲ့ကဘာကြီးရဲ့ဖြစ်တီလာပုံကစားတွေ့မြင်ခဲ့ရပြီးစကြဝဠာအပြင်မတ်တီလဲဖောက်ထွက်နိုင်ခဲ့တယ် နောက်ဆုံးစကြဝဠာကြီးဘလို့ဖြစ်လာတယ်လဲဆိုတာနဲ့အရာခတ်သိန်းအလုံးကိုလည်းမြင်တွေ့ခဲ့ရတယ်။ရှေးမစကြဝဠာတိလွှဲနေတော့အနောက်ကနေကာကြီးကောင်းဆောင်ကြီးရောက်ရှိလာပြီ။ဒါပေမဲ့အဲ့ချိန်မှာရှေးမရဲ့အုံနောက်ဟာအလုံးတိတ်တိတ်ချင်နေကြတဲ့တရားရဂိုင်းနောက်ကိုရောက်ရှိသွားပြီဖြစ်ပါတယ်။တရားပြေးသွားတဲ့အချိန်မှာတော့ရှေးမဟာရှုပ်ရုံးနိုင်ရောမရှိတော့ပါဘူး။သူမတည်သွားတာလားဆိုတော့လည်းမဟုတ်ပြန်ပါဘူး။နောက်ဆုံးမှာတော့အုံနောက်ကိုအပြေးဝအသုံးချနိုင်သွားတဲ့ရှေးမဟာရှုပ်ရုံးနိုင်ရောမရှိတဲ့ကွန်ပျူတာမှညာတကူအဖြစ်နေရာတိုင်းမှာရှိနေတော့မှဖြစ်ပါတယ်။ဦးဂျင်းမင်းတို့လည်းဒီစကားလေးကိုကြည့်ပြီးရှေးမလို့စကြဝဠာအပြင်ဘတ်တူထပ်ပြီးညာလင်းပေါက်ချင်တဲ့ဆိုရင်တော့စီကောင်းကြီးရဲ့လိုက်ရှာကြည့်ဖို့အချံပေးခြင်းပါတယ်။ကျေးဇူးတင်ပါ night.